Facebook အကောင့်အပြီးဖြတ်နေကိုယ့်ရဲ့ Facebook အကောင့်ကိုတမိနစ်အတွင်းအပြီးဖြတ်ခြင်းနဲ့ဆိုရင်တော့ Facebook အကောင့်ထဲကိုဝင်လိုက်ပါရင်းချောင်းသုံးခုဒီနေရာကိုနှိပ်ပေးလိုက်ပါဒီ setting လေးကိုနှိပ်ပါစီးမိုးရင်အကောင့်စင်တာကိုနှိပ်လိုက်ပါ personal detail ကိုနှိပ်ပေးလိုက်ပါအကောင့် ownership and control ကိုနှိပ်ပါဒီရက်တပိတ်ရှင်ကို deletion ကိုနှိပ်ပါကိုယ့်ရဲ့အကောင့်ကိုနှိပ်သွားလိုက်ပါအပြရန်အဆက်လေးကိုအောက်က delete အကောင့်ဆိုတဲ့ဒီနေရာကိုရွှေ့လိုက်ပါ အပြိုင်အောင်ကိုနင်းညူကိုနှိပ်ပေးလိုက်ပါကိုမပေးတွေဖွင့်လာတယ်ဆိုရင်တော့ပေးတွေဂရုတွေပါအပြီးပြတ်သွားမယ်ဆိုတာကိုပြောတာပါဆက်ပြီးတော့ဖြတ်မယ်ဆိုရင်အပြိုင်အောင်ကိုနင်းညူကိုထနှိပ်သွားပါအပြိုင်အောင်လေးကိုပဲနှိပ်လိုက်ပါ အောက်ဆုံးထိဆွတ်တင်လိုက်ပါအပြိုင်အောင်စာလေးကိုထနှိပ်ပါဒီနေရာမှာကိုယ့်ရဲ့ Facebook အကောင့်ရဲ့ password ကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ် password ကိုထည့်ပေးလိုက်ပါ ပတ်စွတ်ထည့်လုပ်ပြီးသွားပြီဆိုရင်တော့အပြိုင်အောင်လေးနဲ့ကိုနေကြီးကိုနှိပ်ပေးလိုက်ပါဒါဆိုရင်တော့ကိုယ့်ရဲ့ Facebook အကောင့်ကအပြည့်ပြတ်သွားပါပြီဒီနီလန်းနဲ့ဖြတ်ထားတာဆိုရင်တော့စိတ်ပြောင်းလဲသွားရင်ရက်30အတွင်းမှာကျွန်တော်တို့ reactivate Facebook အကောင့်ကိုပြင်လို့ရပါတယ်ရက်30ကျော်သွားရင်တော့ပြန်ပြီးတော့ယူလို့မရတော့ပါဘူးခင်ဗျာတကယ်လို့ကိုယ့်ရဲ့ Facebook အကောင့် password ကိုမမှတ်မိဘူးဆိုရင်တော့မွေးနေ့ကိုတက်နိုင်သမျှအငယ်ဆုံးဖြစ်အောင်ပြောင်းပြီးတော့လေ Facebook အကောင့်ကို log ချပြစ်လို့ရပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေဗျာ